။ဆရာကြီးဥတုခရဲ့ကေတင်ရှင်မိဖုရားဤစာကိုချယ်ရီလာစာလာမကောင်းတို့တင်ဆက်တာဖြစ်ပါတယ်ရှင်။ဤစာအောက်ကိုဖတ်ရှုခွင့်ပြုပါရန်ဆရာကြီးနဲ့သက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါတယ်ရှင်။ကဲလေဘာလဲကွာမင်းစကားကအေးမရှိဖြားမရှိ သူ့မှာလဲမိတဲ့ရန်ကော မလိကာမီဘုရားကြောင့်ဆက်ပြောမယ်ဆိုတာလေတနေ့ပြောနူတနေ့ပြောနူနဲ့ဩဒါလားဟုတ်ပြီသားပဲတရားဟောဓမ္မကတိကဆိုတာတရားတောင်းတဲ့လူရှိမှပြောအားဟောအားရှိတာကွအမလေးသူကလည်းဘဝင်မြင့်ပြီးစိတ်ကြီးဝင်နေလိုက်တာတက်ခက်တယ်ဟာဘုရားဟောဓမ္မဒေသနာတွေကိုတဆင့်ဟောပြောပြရတဲ့လူပဲဟာစိတ်ကြီးဝင်ရမှာပေါ့ဟာနေပါဦးဟောရတဲ့သူကဟောပြသလား တရားနာတဲ့သူကပွဲပြီးမိသည်မိမိပြပြအမှန်မထားရင်ဟောတဲ့လူလည်းအကျိုးမရှိဘူးနားတဲ့လူလည်းအကျိုးမရှိဘူးကဲအရင်တစ်ပတ်ကမလိကမိပြအကြောင်းမင်းဘယ်လောက်မှတ်မိတယ်လဲပြောစမ်းဦးချန်သာကတော်မြမိအားအခဲဆန်းတယ်လို့မိလာမြန်လာနဲ့ခက်ပြုံပြုံလုပ်နေတဲ့ဖြင့်တော်မြမိကမျက်စောင်းလေးတစ်ချက်ချိတ်လိုက်ပြီးမှတ်မိပါတော့ ပသိနေဒီကောသလာမင်းကြီးညရညမှာဒုတာနာတော်ဆိုရက်အတန်ဆိုးလေးကွန်းကြီးကိုမထိတ်တာမလန့်တာကြားလိုက်ရတယ်။တညာလုံးအိတ်မပြောနိုင်အောင်တုံလုံးချောက်ချားနေရတယ်။မနဲ့လင်းလင်းချင်းအခါစားဝင်လာတဲ့ပုံနတော်တွေကိုအတန်ဆိုးကြီးအကြောင်းမေးမြန်းတော်မူတယ်။ပုံနတော်တွေကလည်းအမှန်တရားကိုမသိပဲမင်းကြီးကြားရတဲ့အတန်ဆိုးကြီးလေးကွန်းကရွှေနှန်းစည်းစိမ်နဲ့အသက်အန္တရာယ်ပါပျက်စီးမဲ့နမိတ်ဆိုးကြီးများဖြစ်ပါတယ်လို့ပြောကြတယ်။ဒီတော့ရှင်မင်းကြီးကပို့ထိတ်တန်သွားပြီး ဘယ်လိုများရရချင်းဒီအန်ဒီရကလွတ်ကင်းနိုင်မလဲလို့မေးတယ်ပုံနာများကစင်တရားမြင်းတရားနွားလာဥဒ္ဓဘာတရားလူယောက်ျားတရားလူဝိမတရားတို့ကိုတက်ပြီးရစ်ပူဇော်ရမယ်လို့ပြောတယ်တရိတ်ဆန်မျိုးစားတွေကိုတော့တည်ကြကြကြမအဲမှန်မထားမိတော့ဘူးအင်းထပါတော့ထပါတော့ရစ်ပူဇော်ခိုင်းတဲ့မူလာအကြောင်းသိရင်လုံလောက်ပါပြီကဲဆက်သားပြောပါအဲ့တော့မင်းကြီးကခွင့်ပြုလိုက်တာနဲ့ပုံနာတွေကရစ်ပူဇော်ဖို့အစီအရင်တွေလောက်ပြီးတရိတ်ဆန်တွေဖမ်းကြတယ်လူတွေဖမ်းကြတယ် တရိုင်းတပီလုံးပြေးချလွှားကြငိုကြယူကြဖြစ်နေတယ်အဲ့ဒီတန်တွေကို မလိကာမီပြကြီးကကြားတော့ဘင်းကြီးထန်လာပြီးမေးမြန်းတယ်ဘင်းကြီးကသူ့အသက်ကြီးစိန်ဒီမျက်ရည်အတွက်ရစ်ပူစော်ပြီးရရရာချင်းမဲအကြောင်းပြောတယ်ဒီတော့မလိကာမီပြကအကုသိုလ်ရင်းလုံးလို့ကိုအသက်ရှိနိုင်မယ်ဆိုတာရက်ထားဘူးလားမကြပါဘူးဒီအတန်ကြီးလေးကုန်းရံအကြောင်းကိုမလွဲ့အေကန်အမှန်ဆုံးပြောပြနိုင်တဲ့တပ်ဗင်ညူတာမြတ်စွာဘုရားထံ အမြန်လျှောက်ထားကြည့်ရအောင်လို့ဘယင်းကြီးကိုနားချပြီးဘုရားเจ้าတော်ကိုခေါ်ခဲ့တယ်။ဟုတ်တယ်နော်။ဟုတ်ပါတယ်ကွာ။ဖြက်ဖြက်မပစ်ပါနဲ့။ဒါပြောပါ။မင်းပြောတာလေးညာနေရတာအရသာရှိလို့လို့တော်စက်မှပို့လိုက်တာ။ညာကမင်းကိုမြောက်ပြောနေတာမဟုတ်ဘူးကွာ။ကိုကစေတနာနဲ့ဟောထားတဲ့တရားကိုတင်ယူကြနာရတဲ့လူကကောင်းကောင်းမှတ်မိတယ်ဆိုတာသိရရင်ဟောရာဂျိုနဲ့လေးရဲ့လို့ဝမ်းသာလို့ပါ။ဂျာညွန်းနဲ့ခောင်ရမ်းမှကြည့်လေ။ ရှင်အာနန္ဒာတင်ကြားပေးတဲ့ဗိဓကတော်များကိုမလိကာမိဘုရားက လုံးစီပတ်စီပြန်လျှောက်နိုင်တာကြောင့်ဘုရားရွှေနာတော်ပမလိကာမိဘုရားအကြောင်းချီးမွမ်းလျှောက်တင်နေမဟုတ်လားတီးလို့ပေါ့ကဲဆက်ပြောသူဝင်ပြောလိုက်တာနဲ့ဘယ်ရောက်သွားမှန်းတော့မသိတော့ဘူးတကယ်တဲ့မြတ်စွာဘုရားတန်မလိကာမိဘုရားကြီးကကောသလမင်းကြီးကိုခေါ်သွားရဲကွာအဲအဲ့မလိကာမိဘုရားကြီးကအတန်ဆိုးကြီးလေးကွန်းချောင်းကိုကောသလမင်းကိုဇာမြတ်စွာဘုရားကိုမေးမြန်းလျှောက်ထားရတယ်ဒီတော့ မြတ်စွာဘုရားသခင်ကဒုသနာတော်ဆိုတဲ့အတန်စိုးကြီးလေးကရှေ့ရှေ့ဘဝကသူတစ်ပါးသားမယားကို ပြင်မာကျူးလွန်တဲ့လူရန်ကားတထေသားလေးရလောဟကုံမီငရဲမှာခံနေရတဲ့အတွက်မချိမဆန့်စကားတစ်လုံးစီသာအော်ပြီးငရဲအိုးတဲ့ပြန်နေသွားရတဲ့အကြောင်းမိမိမှာအန္တရာယ်ဖြစ်ဖို့နမိတ်စိုးကြီးတွေမဟုတ်တဲ့အကြောင်းဟောရမှုတဲ့ဒီတော့မှရစ်ပူစော်ဖို့ဖန်ထားတဲ့တရိတ်ဆန်နေတဲ့လူသားတွေကအသက်ချမ်းသာရရသွားကြတယ်ဒါပဲမဟုတ်လား ဓာတုဗျာဓာတုဓာတုကဲမောင်ကဆက်ပြောမယ်အဲ့ဒီလိုတည်ရမယ်အန်ဒီရဲ့ကနေဘေးမဲ့လွတ်သွားကြတဲ့ဒိဆန်ဘောင်များစွာတို့မှာမြူတူတွန်ကျူပြေးလွှားနေကြသလိုအသက်ဘေးကနေတီတီလေးလွတ်တဲ့ယောက်ျားများမိန်းမများလေသူတို့ရဲ့မိဘဆွေမျိုးသားချင်းများပေါင်းဖော်မိတ်ဆွေတင်ဟာများမြို့သူမြို့သားများလူတိုင်းလူတိုင်းကမလီကာမိပြရဲ့ကျေးဇူးကြောင့်အသက်ချမ်းသာရရပေတယ်လို့ဩဂေါရီယာချီးကျူးပူဇော်ကြတယ် အိမ်နိုင်အိမ်နိုင်မှာမလီကံမီးပြအကြချီးမွလို့မစုံပြော့လို့မစုံဖြစ်နေကြတယ်တမျိုးလုံးဝမ်းတာနေကြတယ်ပေါ့ကွာအဲ့ဒါလို့ချီးမွဝမ်းတာပြောဆိုနေကြတာက မြို့ထဲတွေမဟုတ်ဘူးဘုရားသခင်တုံတော်မူရာစီတွင်ចောင်းတော်ကြီးမှလည်းရန်ချင်းချင်းပြောဆိုဆွေးနွေးနေကြတယ်အဲ့ဒီခါမှာမြတ်စွာဘုရားကကြွတော်မူလာပြီးမေးမြန်းတော်မူလို့မလီကံမီးပြရဲ့ကုန်ကျေးဇူးကိုရန်တော်များကလျှောက်ထားကြတယ်ဒီတော့ဘုရားကိုယ်တော်မြတ်က ခြေသားယဟန်တို့ မလိကာမိဘုရားကြီးသည်ယခုဘဝ၌တာလင်မိမိ၏ပညာကိုမှီ၍များစွာသောလူအပေါင်းအားဇီဝိတဒါနကို ပေးလိုသည်မဟုတ်သေးရှင်း၌လည်းပေးလိုဘူးသည်တာလင်သည်လို့မိန့်တော်မူပြီးဓမ္မဗရမှာပါတဲ့အတိုင်းဓမ္မဒိန်နာဇက်ကိုဆက်လက်ဟောကြားတော်မူတယ်လုံးလေပြီးတော့ကာကပေါ့ကွယ်ဗာရဏတိပြီးမှပြမရံမင်းမင်းပြူတယ်အဲ့ဒီမင်းကြီးရဲ့သားတော်တစ်ပါးကတနေ့တော့မြို့ပြင်မှာရှိတဲ့အဋ္ဌကရာညောင်မင်းကြီးတပင်ကြီးသွားပြီးဆူတောင်းတဲ့အသင်ညောင်ဆောင်နဲ့မင်းကြီး ျွန်ုပ်ကိုဖာကမဲတော်ရဲ့အရာရာဖြစ်တဲ့မြင်းစည်းစိမ်ကိုဆက်ခံနိုင်အောင်မှိုင်းမာတော်မူပါကျွန်ုပ်ဘရင်ဖြစ်လာရင် အသင်နမင်းကြီးအားတရားတပါသောမိမိဘရားတို့ရဲ့လက်ချောင်းသွင်းနဲ့ရစ်ပူစော်ပေးပါမယ်လို့တိုင်တယ်လိုက်တဲ့ဘရင်သားကဖာကမဲတော်နဲ့ရွာဆိုင်ဘရင်ဖြစ်ရမှာပဲမဟုတ်လားဘာဖြစ်လို့ညောင်ဆောင်နဲ့သွားပြီးစူတောင်းနေရသလဲဘရင်တပါးမှာသားတော်တပါးတည်းရှိရင်တော့စူတောင်းမှုမလိုဘူးပေါ့သားတော်များများရှိနေရင်တော့ကြီးဆုံးသားတော်ပဲဖြစ်ပေစေ မင်းအပြစ်ကိုရဖို့ကမသေးကြဘူးက950တီလာပတ်တာဇက်ကိုပဲကြည့်ခမဲတော်ဘရင်ကြီးမှာသားတော်တထောင်ရှိနေလို့အငယ်ဆုံးသားအတွက်သူ့တသက်မှာဘရင်ဖြစ်နိုင်တော့မှာမဟုတ်လို့တခြားသားတွေကိုပြီးရွာရှာ မေးလို့စီရအောင်လွတ်လိုက်တော်မူလိုက်တဲ့အခုပြောနေတဲ့ပြန်မလန်မင်းကြီးမလဲသားတော်တွေကအများပြရှိနေတော့နန်းစည်းစိမ်အတွက်ဂိမ်းမသေးဘူးလေညီတော်နောင်တော်ချင်းချင်းအဲတက်ပြန့်နိုင်ကြရည်ရှိတယ်တချို့များပါကမဲတော်ကိုယ်တော်တက်ပြီးတော့ နန်းလူကြတယ်မဟုတ်လားဟုတ်တာပေါ့သားတော်မောင်အစားတသက်ကနန်းရဲ့ TV လူပြန်တော့သည်ဆိုရဲတချင်းတောင်ရှိသေးတာပဲမတ်ကြီးအောင်ဆိုထားတာလေလောက်ဆန်းမအောင်ကတန်တင်တန်သားကလေးနဲ့ဟဲ့ဟဲ့တော်ဆန်းမကဒီကကောင်းပြောနေတဲ့ဥစားနောက်တစ်ခုတို့မြမသမားရင်နာဝန်ခေကိုပဲကြီးအောင်ကသားတော်ရီများလို့တော့တက်ကြဖြတ်ကြနဲ့ဘလောက်ကမကမဖြစ်ခဲ့ရသလဲဒါကြောင့်အခုဗျမရန်မင်းကြီးရဲ့သားတော်ကပညာမင်းကိုအားကိုးတာဖြစ်မှာပေါ့ ဒါလည်းအယူသီးတယ်လို့တော့ပြောလို့မရဘူးတိတ်ပန်ထွန်းကားပါတယ်ဆိုတော့အခုတို့ခေတ်ကိုပဲကြည့်မိမိတို့တက်ကြီးပါအောင်ဆိုပြီးဘိုးတော်ပွဲတွေထိုးကြတယ်ဝိဇာပွဲတွေထိုးကြတယ်အစွမ်းသိတိရှိတယ်ဆိုတော့ဘုံကြီးဆရာလူဆရာတွေနောက်ကို တကားကဗလိုက်နေကြတယ်မြင်းပြူရှင်ကိုစီတော်ရုပ်ဆက်တယ်မင်းကြီးမင်းလေးကိုဘောင်းတော်တင်းတယ်တကီမမန်နယ်လေးကို ရွှေထမိန်လေးချုပ်ပေးတယ်ကိုကြီးကြောကိုအရက်ဆက်ရတယ်။အကုန်ကုန်ပြောရရင်ကြမြေကြကစိုက်ပါပါကြီးတောင် အတော်ခစ်ထလိုက်သေးတယ်မဟုတ်လားအဲ့လိုနေရာမျိုးမှာမင်းတို့မိမတွေအကဲဆုံးအမလီကျုပ်တို့ပါပါဦးတော့အေးပါလူဆိုတာအတ္တသမားတွေဖြစ်လို့မို့ကိုချမ်းသာဖို့ကိုကြည်ပါဖို့ကိုအောင်မြင်ဖို့မိမျိုးမျိုးနဲ့အားကိုးရှာကြတာတဘာဝပါဒါကို အတဖက်သက်အဆိုးမဆိုးအပြစ်မတင်ခြင်းမဘူးတို့ပင်မဲ့လုံလုံပြီးတော့ကိုကိုရာထင်းလာရင်တော့အမကြီးမရတဲ့ လောဘအထဏာသာနာတိတဲ့လောဘကြီးလာရင်ပြစ္ဆုတ်ပန်တန်းတော်အကျိုးမဟုတ်သည်မဟုတ်သည်ကိုမစင်ချင်မစင်စားနိုင်တော့ဘူးတဲ့အခုပဲကြည်လေတရားတပါသောမင်းနဲ့တကွာမိဖုရားများကိုတတ်ပြီးရစ်ပူဇော်မယ်ဆိုတာကပြစ္ဆုတ်ပန်တန်းတော်မှာဘလောက်ဖြစ်ကြီးတယ်လဲဟုတ်ပါရဲ့နော်တရားတပါသောမင်းနဲ့မိဖုရားဆို200 200ကိုတတ်ရတော့မှအဲ့ဒီမင်းသားကလည်းဒီလောက်မှမတွေးမိဘူးလားဟာအဲ့ဒီကားက ဗုဒ္ဓမြတ်စွာဘုရားရဲ့သာသနာရင်းမဟုတ်ဘူးလေအခုသာသနာရင်းမှာတောင်မှရှင်တော်ဖျားကိုတော်တိုင်ဇေတဝင်เจ้าမှာတရင်တုံနေတော်မူပါလျက်နဲ့ရေပူဇော်ဝဲကြီးလုံးဖက်ကောသလမင်းကြီးကိုကြည်กว่าဘလောက်ဆိုးတယ်လေအင်းဟုတ်ပါရဲ့နော်တရားစင်းစားကြည်လေးချက်သိမ်းထားစရာကောင်းလေပဲလူတယောက်ရဲ့ជីវအောင်မြင်မှုကကံညာဝိရိယသုံးမျိုးကအဓိကမဟုတ်လားကံဆိုတာကရှေးတိတ်ကံရှေးကလောက်ခဲ့တဲ့အကုသိုလ်ကံအခု ပိစုံဘံမှာကိုလုံနေတဲ့ကိုအလုံဉာဏ်ဝိရိယဆိုတာကတော့မင်းသိလောက်ပါတယ်။အဲ့ဓာရီကိုမယုံကြည်မလိုက်နာတဲ့သူဆိုရင်မိမိကံအားလျော်စွာအောင်မြင်လာတာကိုတာအဲ့နဲ့တွေကမလို့အဆောင်လျှောက်တွေကမလို့ဆိုပြီးအကုသူထက်ဖြစ်အောင်အယူလွဲကုန်ကြရောအခုပဲကြည့်ပြမတမင်းကြီးရဲ့သားကခမဲတော်နတ်ရွာဆန်လို့ကံအားလျော်စွာ ကိုကျိုးပေးနဲ့ကိုပင်ဖြစ်လာတယ်။အဲ့ဒါကိုညောင်မင်းဆောင်နိုင်ကမဆာလို့ မင်းဖြစ်ရတယ်ဆိုပြီးတော့သူ့ခရီးတိုင်းကျေးဇူးဆက်ရအောင်ဗလိနတ်စာပူဇော်ဖို့စီမံရတာပဲဟိဒီလိုအဖြစ်မျိုးဟာ950မာတုဒတော်မဆက်မှာလည်းရှိရကလူသားကိုစားမိရကအရသာတက်မယ်လို့လို့တံပြေကနှင်ထုတ်ခံရတဲ့ပေါရီတာရာဘီင်ကတနေ့တော့လူ အဖမ်းမှပြင်းရင်းလိုင်းနဲ့သူ့ခြေပေါ်မှာထောက်ချင်းပေါက်ရှားငုံစုတယ်အဲ့ဒီအနာကကြိုက်ခဲလို့တော့ သူနာခုနေတဲ့ပညာမင်းကနတ်ကိုအတင်နဲ့မင်းကျွန်ုပ်ရဲ့နာကိုခုနှစ်ရက်တွင်ပြအောင်ကဲမရင်အတင်နဲ့မင်းအားတရတပါသောမင်းတို့ရဲ့လက်ချောင်းသွေးနဲ့ပူဇော်ပါမယ်ဒီလိုတိုင်တင်လိုက်တယ်။အဲဒီနောက်ဘောရီတာရာကအစာမစားရတော့ကိုခန္ဓာ၆ကပ်ပြီးခုနှစ်ရက်တွင်မှာပဲအလို့လျောက်သူ့အနာကပြောက်သွားတယ်။အဲဒါကိုညောင်မင်းဆောင်နတ်ကမရတဲ့ထင်ပြီးတော့သူ့ကလေးအတိုင်းပူဇော်ရအောင်လို့တရတပါသောမင်းတို့ကို လိုက်ဖက်နေအခုဘာရနေတဲ့ဘရင်လဲအဲ့ဒီအတိုင်းပဲอืมอืมအခုကျမတို့ခင်လဲသူတို့မလို့အောင်မြင်နေဆိုပြီးရှစ်ထောင်ကုန်တသောင်းကုန်နဲ့ကနာပြည့်တဲ့လူတွေပြေးနေကြတာပဲအခုအဲ့ဒီရှင်ဘရင်ဖြစ်လာတယ်မင်းသားလဲတရားတပါတော်မင်းတွေကိုလိုက်ဖက်တော့မှာပေါ့ဟုတ်လားအဖက်တော့တာပေါ့ကွာအလွဲကိုဂျေဇူးတင်တော့လွဲမစွာဂျေဇူးဆက်ချင်လာတာပေါ့อืมနေပါဦးသူတယောက်ထင်းနဲ့တရားတပါတော်မင်းတွေကိုဘလို့လှုပ်ဖန်တယ်လဲဩသူလှုပ်ပုံကပထမဦးဆုံး သူကိုယ်တိုင်စစ်တီဘူပါများနဲ့ဒိုင်းနာပြည်နာကဘရင်တပားကိုစင်အားပြပြီးတိမ့်သွင်းတစ္ဆာခန်းစေတယ်။အဲသူတို့နှစ်ပါးဖြစ်လာတော့နောက်ဘရင်တပားကိုအလွယ်တကူရတယ်။သုံးပါးဖြစ်လာတော့နောက်ဘရင်တပားကိုအတိမ့်သွင်းဖို့လွယ်သွားပြန်ရောအဲ့ဒါလိုအဲ့ဒါလိုလောက်တာပေါ့ကွာ။နှိမ့်ဆက်ချုံနောင်တာမျိုးမဟုတ်ဘူးလေ။ဥပေတမြင်နဲ့စီယုံထားတာမျိုးပေါ့။အင်းဒီလိုရေးလက်လုံးမှပဲအတီနဲ့သာဆိုသူ့ပြန်ပုံကန်လို့ဒုက္ခရောက်သွားမှာပေါ့။ဒီလိုနဲ့တရားတပါတော့မေမီပြန်များဖြည့်လာရောလား။ အာဘယင်တရားတစ်ပါးနဲ့မိဖုရားတရားကိုရခဲ့တယ်။အငယ်ဆုံးဖြစ်တဲ့ဥက္ကသေနာဘယင်ရဲ့မိဖုရားဓမ္မဒေနာကိုတော့ကိုလေးလက်ဝင်အရင်မှနဲ့မှုအဲခြံထားခဲ့တဲ့ဒီလိုဆိုတော်သေးတာပေါ့နော်ကိုဝင်ရင်မှနဲ့မိဖုရားပါသွားရင်အသက်တချောင်းအစ်ပါသွားမှာပဲအေးမင်းတွေးတယ်လို့တွေးလို့ထင်မရဲကွာလူတွေဒီလောက်အများကြီးကိုတက်ရမှာလွဲတော့မလွယ်ဘူးနော်တွင်းတွင်းထားတဲ့မင်းနဲ့မိဖုရားတွေကိုရစ်ရွှေကြီးပွဲအနေနဲ့အစိတ်ကတ်ထားတဲ့ အပြော့ရမကများကိုတိုက်မယ်။မူးရည်တတိလင့်တဲ့ခါကျမှတက်ပြီးလက်ချောင်းသွေးနဲ့ရစ်ပူစုံမယ်ဒီလိုစဉ်းစားထားတာကဒီလိုနဲ့ပေးတဲ့ကိုခေါ်ပြီးညောင်မင်းကြီးစီကိုလာကြတဲ့အခါမှာညောင်မင်းဆောင်နဲ့များလည်းထိတ်ထိတ်ပြပြဖြစ်သွားတယ်။ဘာဖြစ်လို့လဲရင်သူကဖះလောင်းသမာဓိဝါနဲ့ကောင်းတဲ့မြတ်ဆိုတော့စင်ကြယ်တန်ရှင်းတဲ့သူ့ပညာဝိရင်းမှာအကုသို့အမှုကြီးနဲ့ပူဇော်ပတာပြီးသွေးချောင်းစီမာကိုမလိုလားဘူးလေ။နောက်တစ်ခုကစပူရိတ်ကျွမ်းမှာမင်းဆက်တွေစိတ်သုံးသွားရင်လူတွေက ကိုချင်းတရားပြပြပြီးတလော့ကလုံးကကြီးသုံးမဆိုင်ကုန်းလိမ့်မယ်အထင်းကိုမရှိတဲ့မင်းမဲ့တိုင်းပြည်ဆိုရင်တော့အကုသို့အမှုတွေပွားများတဲ့ထက်ပွားများပြီးတော့အပယ်ချကုန်ကြမယ်အဲဒါဆိုလဲလွဲပါတယ်တော့ကိုထင်းပြပြီးမင်းမာတာငားမဟုတ်ဘူးဒီမင်းနေတက်ပြီးမပူစော်ပါနဲ့လို့တားလိုက်ပြီးတာပဲမဟုတ်ဘူးလားလူပိန်ပြောပြောရင်တော့လွယ်တာပေါ့ကွာပုဂ္ဂိုလ်တတ္တဝါတူရေကန်ကအင်တန်ဆန်ပြတယ်အတိတ်ဘဝအတင်းချီလောက်က ါရမီစုတောင်းတွေဆိုတာကလည်းအင်တန်ထူးခြားတယ်။မင်းပြောသလိုညောင်ဆောင်နဲ့မင်းကဘယင်ကိုတားမြစ်ဖို့မိမိရဲ့ကံစွမ်းညံစွမ်းနဲ့ကဲခွင့်ကဲရရှိမရှိစင်ကျင်ကြည့်တဲ့အခါမကဲနိုင်ချောင်းကိုသိရတယ်။ဒီတော့သူ့ပတ်ဝန်းကျင်ကရုပ်ကစိုးများထံကိုအကြံဉာဏ်တောင်းနေသူတို့ကလည်းမပေးနိုင်ဘူး။သူမဟာရဲ့နတ်မင်းကြီးများထံတော့ပြောတယ်သူတို့လည်းမကယ်နိုင်ဘူးဒါနဲ့တရားမင်းထံရောက်သွားရောကွာ တရားမင်းကလည်းသူကပြင်မကဲနိုင်ဘူးဘယင်းဥက္ကဒေနာရဲ့ရဓမ္မဒေနာတယောက်သားလင်ကဲနိုင်လိမ့်မယ်ဘယင်းနဲ့ဓမ္မဒေနာကိုသာတွေ့ပေးလိုက်ပါလို့အကြံဉာဏ်ပေးလိုက်တယ်တရားမင်းကဓမ္မဒေနာရဲ့ပညာပါရမီကိုသိလို့ဖြစ်မှာပေါ့နော်အေးဟုတ်ပါလိမ့်မယ်ဒီတော့မှညောင်ဆောင်နဲ့ကအကြံရပြီးတော့သူ့ဘိမ့်မန်သူ ပြန်လာတယ်ဘယင်းကလည်းပြိတ္တနဲ့ညောင်မင်းချင်းရောက်နေပြီးအဲ့ဒီချိန်မှာညောင်ဆောင်နဲ့မင်းကကိုထင်ပြပြီးဟဲဂရိမတီတဲ့မင်းရဲ့ ငါကိုတိုင်တယ်ဇင်းကတရားတော်သောမိမိဗျာတို့ရဲ့လေချောင်းသွေးနဲ့ပူဇော်ကြတော့ပါမယ်လို့ဝန်ခံခဲ့တယ်။အခုမိဗျာတပါလို့နေပါကလား။ပြောနေလို့မညီညွတ်တဲ့ပူဇော်ခြင်းမျိုးကလက်မခံခြင်းဘူးလို့ကန့်ကွက်လိုက်တယ်။အဲ့ဒီခါကျမှမင်းတရားတော်တို့မှငါတို့ကိုတပ်ပြီးမြစ်ပူဇော်မှာပါကလားလို့သိကြတဲ့ခါကျတော့အန်အောထိတ်လန့်ပြီးလှုပ်လို့ရရဖြစ်ကုန်ကြတယ်။သို့ပေမဲ့သူတို့ကဘာမှမတတ်နိုင်ကြတော့ဘူး။စစ်တီတော်များကဝိုင်းထားကြပြီလေ။ ။ပြင်မလဲနမင်းကအပူစော်မခံဘူးလို့ညင်းလိုက်တော့စုပ်ရင်ကြောက်လန့်ပြီးမင်းချင်းတွေကိုကြမ်းခဲ့တဲ့ဓမ္မဒေနာမိဖုရားကိုအလင်းမြန်ဆောင်ခြင်းခိုင်းတယ်။နမင်းကဥပယ်တမင်ပြည့်ရစီမီပြောလိုက်တာပေါ့နော်ဟုတ်လား။ဟုတ်တာပေါ့ကဒီလိုခေါ်ခိုင်းလိုက်မှဓမ္မဒေနာနဲ့တွေ့မှာကိုမင်းချင်းများကခေါ်လာလို့ဓမ္မဒေနာမိဖုရားကပါလာရရှာတယ်။ဥက္ကဒေနာမင်းမှလည်းကိုဝင်ရင်မာနဲ့သူ့မိဖုရားမြင်တော့ပြပါတော့ကနဲ့စောက်တီးရမရအောင်ဖြစ်နေရှာတယ် သူအသက်ဆုံးရမှာတဲ့သူ့မိဖုရားသေးမှာကိုယူကျုံမရဖြစ်ပြီးတောင်းလို့ခြောက်ချနေတယ်။ဓမ္မဒေနာမိဖုရားကတော့တီတီငင်ငင်အိမ်နေနဲ့ဥက္ကဒေနာမင်းကိုဥချကြောလိုက်တယ်။လာမယ့်ဘီးကိုအေးမဆိုင်တယ်လို့ပဲ။ဒီလိုပမာမခန့်လို့တော့ဘီးကြီးကပို့ပြီးအမျက်ထွက်မသွားဘူးလား။ဟဲ့ထွက်တာပေါ့ကွာ။ဘာယာနတိမင်းကသူ့ကို အရင်ရှိခိုးဥတင်လှုပ်လိုက်မယ်ထင်ထားလား။သူ့ထင်တယ်လို့ယူသည်မပြူတော့ခက်ထန်လာပြီ။ဟဲ့ မိုင်မဲလာတဲ့မိဖုရားကလေးတင့်လင်းနေတကွမင်းတရားတပါးတို့ကိုလက်ရပိုင်ပိုင်ဖန်ထားနိုင်တဲ့ငါကိုအဲ့ကြောင့်မမထန်ထန်ရစမန်နဲ့မိတာကိုမိတဲ့အခါကျတော့ဓမ္မဒိန်နာကကျွန်ုပ်အားကောင်းကျိုးချမ်းသာပေးတော်ယေရှုရှင်ဖြစ်၍ချစ်ခိုးရပါတယ်အသည်ပင်ကြီးကကျွန်ုပ်နဲ့ဆွေမျိုးတော်ဆက်သူလည်းမဟုတ်ကောင်းကျိုးချမ်းသာပေးတဲ့ယေရှုရှင်လည်းမဟုတ်လို့ရှင်မခိုးခြင်းဖြစ်ပါတယ်အဲ့ဒါလို့ဓမ္မဒိန်နာကရဲရဲဝံ့ဝံ့ရှောက်တင်လိုက်တော့ ဘာရနေတင်ပင်းကထိတ်အပုတ်ခံလိုက်ရတယ်မွေးဟောက်လို့ရှူးရှူးရှားရှားဖြစ်လာတယ်။ဥက္ကဒေနာနဲ့ပြိတက်ကလည်းဟဲကနေထိတ်ထိတ်ပြဲပြဲဖြစ်သွားကြတယ်။ဖြစ်ရောပေါ်သူစကားကစော်ကားတယ်လို့ဖြစ်နေတာကိုဘာရနေတင်ပင်းကချက်ချင်းထတတ်မှတောင်ဆိုရသည်။တိုးပေမဲ့အဲ့ဒီခိုင်မှာညောင်ဆောင်နဲ့ကအရှင်အရှင်မစကားကဟုတ်ပါပြီတဲ့မှန်ပါပြီတဲ့လို့စီမွန်ပြီးတော့ပန်းတစုပ်ကျဲပြန်ပူဇော်လိုက်တယ်။ဒီတော့အမျက်ထွက်နေတဲ့ဘာရနေတင်ပင်းက သူအယိုအသေးပြုနေတဲ့နတ်မင်းကတော့ဓမ္မဒေနာကိုလင်းလင်းဆာဆာချီးမွမ်းလိုက်တာပါကလားလို့ဒေါသရှင်ရော့သွားရတယ်။ပရိသတ်တွေလည်းအားတက်လာကြတယ်။အဲ့ဒီနောက်ဗာရာဏသီပင်ကကဲငါ့ကိုတော့ဆွေမျိုးလည်းမတော်ဆက်လို့ကျေးဇူးရှင်လည်းမဟုတ်လို့ရှင်မကိုတာထားတော့ငါ့ကိုမင်းစည်းစိမ်ရအောင်တကုတ်အိတ်ဒီဘန်နဲ့ဆောင်းမတဲ့အီတန်မင်းကိုပေါ့ဘာဖြစ်လို့ရှင်မကိုတလဲလို့မေးပြန်တယ်။ဟဲ့တော်တော်လာတဲ့ဘယင်မဲနဲ့နဲ့လှဲ့တိုက်တယ်ဆိုတော့ဒါမျိုးဖြစ်လိမ့်မယ်ဒီတော့ မိဖုရားကဘာပြန်ပြောသလဲဒီတော့မိဖုရားဓမ္မဒေနာကအသင်မင်းကြီးအသင်မင်းကြီးမင်းဖြစ်လာတာကကိုဘုံကိုကံကိုညံဝိရိယနဲ့ဖြစ်လာတာအခုတရားတပါသောမင်းများအသင်မင်းကြီးရဲ့အာဏာအောက်ရောက်လာတာကိုကြည့်မင်းကြီးကိုယ်တိုင်ကိုလုံလာပြောကနဲ့ဖမ်းယူခဲ့ရတာနမင်းကတကိုးအိဒီပန်နဲ့ဖမ်းပေးတာမဟုတ်ဘူးအသင်မင်းကြီးတွေဖမ်းပေးဖို့နေနေတာသာသူ့ညောင်မင်းကိုကြည့်လိုက်စမ်းမှာဘဲဘဲတစ်ချက်မိလောင်ထားတယ်အကဲ၍သာမင်းကြီးပြောသလို့ တကုတ်အဲ့ဒီပဲရှိရင်သူ့ဘိတ်မှန်လောင်တဲ့ဒီမိကိုမလောင်ရင်ကတားနိုင်ရမှာပေါ့လို့ပြောလိုက်တယ်။ဒီစကားကြတော့တရားတပါသောမင်းတို့ကညောင်မင်းကိုကြည့်ပြီးပြုံးလိုက်ကြတဲ့ဗာရဏသီမင်းနဲ့နမင်းကိုမလုံးမလဲကြည့်လိုက်တဲ့နမင်းကတော့အရှင်မပြောတာဟုတ်ပါပြီတဲ့မှန်ပါပြီတဲ့လို့ရှင်းဒီတိုင်းပန်းတဆုပ်နဲ့ပူဇော်လိုက်ပြန်တဲ့အင်းမိဖုရားကလည်းရဲရဲဝင်းဝင်းရှောက်တတ်ပါပြီရဲ့နမင်းကလည်းရိုးရိုးသားသားဝန်းခံပါပြီရဲ့အဲ့ဒါလို့ဓမ္မဒိန်နာကရဲရဲဝင်းဝင်းရှောက်လို့ နမင်းကိုယ်တိုင်ဝန်ခံနဲ့စကားပြောတဲ့ခါကျတော့မှဘာရဏသီမင်းကကို့ကံနဲ့ကိုမင်းဖြစ်လာတာသိတော့မပေါ့အဲ့ဒါလို့သိအောင်ရှောင်နိုင်တာကဓမ္မဒိန်နာရဲ့တတ္တိဗျက်တိဂုံလို့ခေါ်ရမယ်တတ္တိဆိုတာကပြောဝင်ဆိုဝင်လှုပ်ဝင်ကန်းဝင်တာပေါ့ကွာအဲ့ဒါလို့တတ္တိတစ်ခုတည်းရှိအောင်နဲ့မပြီးသေးဘူးအမအမဝေဖန်ဆုံးဖြတ်နိုင်တဲ့ဗျက်တိဂုံကလည်းရှိရအောင်မယ်အဲ့ဒါချို့ကြတော့ဗျက်တိတော့ရှိပါရဲ့အမှန်တော့သိပါရဲ့အမှန်တိုင်းပြောဝင်တဲ့တတ္တိက မရှိပြန်ဘူးအခုဓမ္မဒိနာမှာတော့တတ္တိရောဗျက်တိရော ပြေစုံလို့တရားမင်းကိုယ်တိုင်ညောင်ဆောင်နဲ့ကိုလက်ညွန်လိုက်ရတာပေါ့ဧည့်သည်လိုချက်ကြကြပြောလိုက်တော့ဗာရဏသီမင်းမှာစိတ်တဘောတာနူးညံ့သွားတယ်ဓမ္မဒိနာကဘင်းကြီးပြီးတော့ဝမ်ပန်တနဲ့ငိုးချလိုက်တယ်ဒီတော့မှဘင်းကြီးကဓမ္မဒိနာကိုမေးတယ်ဓမ္မဒိနာအသင်တရားမှာကြောက်လို့ငိုရလားအသင်မင်းကြီးတရားမှာကြောက်လို့ငိုရံဖုတ်ပါဒါဖြင့်ဘာကြောင့်ငိုရတာတော့အသင်မင်းကြီး ျွန်ုပ်ကဇာတိတရဉာဏ်ရထားသူဖြစ်တယ်ဒါကြောင့်အကျွန်ုပ်ရဲ့အတိတ်ဘဝဖြစ်စဉ်များကိုအမှန်ရသိရှိနေတယ်လုံလည်ပြီးသောဘဝတစ်ခုမှာကျွန်ုပ်ကတတိသားတရားရဲ့ဇနီးမယားဖြစ်ခဲ့ပါတယ်တနေ့တော့ကျွန်ုပ်ရဲ့လင်ယောက်ျားကသူ့မိတ်ဆွေများကိုထမင်းစားပွဲတီးခင်းကျွေးမွေးရန်ဖိတ်မှန်တကပြုခဲ့တယ်ကျွန်ုပ်မှလည်းအင်ရှင်မတို့ရဲ့ဝိတရားတိုင်းအဲ့တဲ့များအတွက်ဟင်းကောင်းကြွေးကောင်းစီမံချက်ပြုတ်ရတယ်အသားဟင်းတစ်ခွက်လုံးနေလို့ဈေးကနေအမဲဟင်းလင်ဟာတောဝယ်တာလည်းမရခဲ့ဘူး ိမ်မှာရှိတဲ့စိတ်မလေးတကောင်ကိုကိုယ်တိုင်လဲလိပြီးချက်ပြုတ်ကျွေးမိခဲ့ရတယ်။ကျွန်တော်ကအဲ့ဒီအကုသို့ကံအကြောင်းငရဲမှာကြာမြင့်စွာကြာခံခဲ့ရတယ်။ထုံငရဲကနေလွတ်လာပြီးတဲ့နောက်မှာလဲတရိတ်ဆန်ဖြစ်ကို ရောက်ရပါတော့လဲပဲကျွန်တော်တက်ခဲ့တဲ့စိတ်မကလေးရဲ့အမွှေးရည်အတွက်နဲ့အမျှဘွားပေါင်းများစွာခေါင်းဖြတ်အသက်ခံခဲ့ရတယ်။ရှင်မင်းကြီးသည်တရားတစ်ပါးတော့မင်းနဲ့မိဘများတို့ကိုတတ်၍အကုသို့အမှုကြီးပြုမယ်ဆိုရင်ကျွန်တော်ခံခဲ့ရတာထက် ဘဝပေါင်းများစွာခင်ရတော့မှာပဲလို့ဝမ်းနေပြီးငိုကြွေးချင်းဖြစ်ပါတယ်လို့ဓမ္မရဏကဖြေလိုက်တယ်။ဓမ္မရဏမိဖုရားကသူ့ပါရမီနဲ့ဇာတိတရဉဏ်ရလို့သူ့အဖြစ်ကိုပြန်ပြောပြနေတာပေါ့နော်။ဟုတ်တာပေါ့ကအဲ့ဒီဝိထုတရကကိုကိုးကပြီးဂျေဇုရှင်မန်လဲဆရာတော်ဘုရားကြီးကမဂဒေဝလင်္ကာမှာမမယတုတမိုက်ဝါရနဲ့မရတတိလူဒိဋ္ဌိတို့ယမိယယဝိချမ်းတာကိုလွန်စွာခင်မင်အမြဲတည်၍ဆင်ခြင်မညာပြုတတ်စွာဤ ပါနာတိပတ်တတ်တတ်ဝေကျွေးစိတ်ငယ်သေးလျက်အမွေးအမြ၊ကောင်းပြရာရှင်လို့ရေးသားတော်မူခဲ့တယ်။အိမ်မကြီးစံသာသနာတော်ရဲ့အဆုံးမဉာဏ်ဘဟုသူတာကင်းတဲ့ဗာရဏတိမင်းကကို့တဘွားမင်းစည်းစိမ်ချမ်းသာလေးကိုလောဘတနာဖြစ်ပြီးတီမြဲလိုက်မယ်ထင်တယ်။မင်းတရားတစ်ပါးကိုတတ်တော်မယ်ဆဲဆဲမှာဓမ္မရည်နာမိပြားကပါနာတိပါတာကံရဲ့မကောင်းကျိုးကိုပြတဲ့အနေနဲ့သူကိုယ်တိုင်စိတ်မတကံကိုတတ်လိုက်ပြီလို့ ထိုစိတ်ပါရမွေရေတွင်နဲ့မြဘဝပေါင်းများစွာကောင်းဖြတ်အသက်ခံကြရတဲ့အကြောင်းရှောက်တင်တာကိုဆရာတော်ကြီးကစုပေါင်းပြီးရေးသားထားတာဖြစ်တယ်။ဒီနေရာမှာစိတ်သက်လို့စိတ်မွေးနဲ့ပြတာပေါ့နော်။နွားတန်ရင်နွားမွေးနဲ့ပြလိုက်မယ်ထင်တယ်။ဘုရားဟောပြီးတဲ့ကတော်များကနာနာတရားနိဗ္ဗိယမျိုးစုံနဲ့သိမ့်ဝင့်နဲ့နဲ့စွာသုံးနှုံထားတာတွေရှိတယ်။သုံးနှုံထားတာတွေရှိတယ်။ပါဏာတိပါတကံရဲ့မကောင်းကျိုးဟာဘဝပေါင်းများစွာ မရင်မတွက်နိုင်အောင်ခံရတတ်တယ်လို့ပြလို့တဲ့အတွက်စိတ်မွေးနဲ့နှိုင်းထားတာဖြစ်တယ်ကဲဝိတုအကြောင်းကိုဆက်ပြောမယ်ကွာဓမ္မရိန်နာမိဖုရားကအဲ့တလို့ငိုယိုလျှောက်တင်ပြီးတဲ့နောက်ဟဲ့ဟဲ့ပဲပဲကြီးလိုက်ပြန်တဲ့အဲ့တော့ဘာရဏတိမင်းကအိုးဓမ္မရိန်နာတင်စိတ်ဖောက်ပြန်သွားပြီလားလို့မေးတယ်ရှင်မင်းကြီးကျွန်ုပ်ကဲ့သို့ပညာရှိသောမိန်းမတယောက်ကစိတ်ဖောက်ပြန်ယူသူချင်းဖြစ်နိုင်ပါမလားကျွန်ုပ်ရည်ရချင်းရတော့ကျွန်ုပ်ခံစားနေရတဲ့ဝိကျွေးတွေယခုဘဝမှာရင်ကုံဆုံးပြတ်ဆဲသွားပြီဖြစ်လို့ စိတ်လို့ခေါင်းဖြတ်တက်ခံရမဘေးကနေလော့ဂင်းနဲ့အတွက်ဝင်းမြဝင်းသာရည်ရချင်းဖြစ်တယ်လို့ရှောက်တင်တယ်အဲ့ဒီကမှညောင်ဆောင်နာမည်ကအရှင်မဓမ္မဒိန်နာအရှင်မရဲ့စကားများသည်ပဖောက်မပြန်ပန်ကန်သောတိစ္ဆာစကားများဖြစ်ပါတယ်ထို့ကြောင့်ကျွန်တော်ကပူဇော်ပါတယ်လို့ဆိုပြီးတော့ခုံပြုပြီးတော့ပန်းများကိုကျဲဖြန့်ပူဇော်လိုက်တယ်ဓမ္မဒိန်နာမိဖုရားရဲ့ကိုယ်ပေါ်မှာနတ်ပန်းတွေကအဆုလိုက်ပုံလိုက်မွေးပြန့်တင်းချိုင်နေတော့တယ်ပရိသတ်များရဲ့ နှလုံးရင်တွင်မှလည်းအေးမြချမ်းသာနေကြတယ်ဗာရဏသီမင်းလည်းဓမ္မဒေနာရဲ့ဓမ္မဒေသနာကိုဆင်ခြင်ပြီးတတိတံဝေကရလာလို့အိုးမင်းနဲ့မိဖုရားပေါင်းတို့အသင်တို့ရဲ့အသက်ကိုချမ်းသာပေးပါ၏အကျွန်ုပ်ပြင်မမိသောအမှုကိုတီးခံခွင့်လို့ကြပါတော့ကျွန်ုပ်တဲ့အသက်ကြီးသောမင်းတို့အားရှိခိုးဥချပါ၏ကျွန်ုပ်နဲ့တက်တူရွယ်တူမျှဖြစ်သောမင်းတို့အားလက်အုပ်ကြီး၍အလေးမြတ်ပြုပါ၏လို့တောင်းပန်လိုက်တဲ့အခါမှာနတ်မင်းနဲ့တကွတိရတပါသောမင်းမိဖုရားများအပြင် ဝိုင်းဝန်းထားကြတဲ့စစ်တီတော်များကပါဝန်တာအာရနဲ့ကောင်းချီးမှုမသာဓုခေါ်ကြတယ်။အသက်ဘေးကလွတ်ခဲ့တဲ့မိမိဗျာများမှာသူ့ကိုသူပွေဖက်လွှင့်ရန်နဲ့ကြရှုပ်ကြတဲ့ပါချင်းအံ့ရွေတော်၎င်း၊ယင်ချင်းအံ့ရွေတော်၎င်း၊တူးလက်မောင်တူးကမြင်းမြန်စွာစုပ်ကံရွေတော်၎င်းမျက်နှာချင်းဆိုင်ကျုံးမျက်ရည်ဖြန်ဖြန်ကြနေကြတယ်။ဓမ္မဒေနာမိဗျာကိုဝိုင်းဝန်းပတ်လဲချီးကျူးပူဇော်ကြတယ်။ဥက္ကဒေနာမိငါသူ့မိဗျာကိုအသက်သခင်ရာထားပြီးမြှောက်ဆကုန်ပြုတယ်။ ဗာရဏသီမင်းကတော့ကြည်လေသောအကုသိုလ်အပေခွင်ကနေကက်တင်သူပါပဲလို့ကြည်ကြီးညိုညိုအယုဒေပြုလိုက်တယ်။ဤသို့ဟောတော်မူပြီးသည့်နောက်မှာမြတ်စွာဘုရားသခင်က ခြေတားယဟန်တို့မလိကာမိဘုရားသည်ယခုဘဝ၌သာမိမိပညာကိုမှီ၍မြတ်စွာသောလူအပေါင်းတို့အားဇိဝိတဒါနအသက်အလူကိုပေးလူမှုသည်မဟုတ်သေး။အတိတ်ဖြစ်သောဓမ္မဒိန်နာမိဘုရားဘဝကလည်းတရားတစ်ပါးသောမိမိဘုရားတို့၏အသက်ကိုယခုကဲ့သို့ ကတင်ကဘူးလေသည်လို့အနုတန်ဒီဆက်ပြီးဟောကြတော်မူတယ်ဇက်တော်ပေါင်းတဲ့အခါမှာတော့ဓမ္မဒိန်နာကမလိကာမိဘုရားဖြစ်လာတယ်ဗာရဏတိမင်းကကောသလမင်းဖြစ်လာတယ်ညောင်ဆောင်နံမင်းကငါဖះဖြစ်လာတယ်လို့ဤကုန်းကမတ်အဆုံးသတ်တော်မူပါတည်းနောက်ထပ်လဲချယ်ရီအလစာလာကိုဆက်လက်ပြီးတင်ဆက်ခြင်းမာတည်တယ်ရှင်ဂျေဆုတင်ပါတယ်ရှင် ကျွန်တော်တို့တာပါ